ယူကရိန်းအတွက်အမေရိကန်ရဲ့အချက်28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ပေါ်ဥရောပရဲ့တံမြန်အဆိုပြုချက်ဟာအပြုသဘောမဆောင်ပဲရုရှားအစိုးရအတွက်အလုံးမဖြစ်ဘူးလို့ရုရှားသမရနန်တော်ဂရမ်လင်ကနိုဝင်ဘာ24ရက်မှာပြောလိုက်ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကအမေရိကန်ရဲ့အချက်28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းထုတ်ဝေမှုဟာနေတိုနယ်မြေနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အချိန်ကာလအပေါ်ရုရှားရဲ့အဓိကတောင်းဆိုချက်တွေကိုအမေရိကန်အစိုးရကလက်ခံလိုက်ပြီလားဆိုတဲ့ဆိုရင်ချက်တွေ ယူကရိန်းနဲ့ဥရောပအင်အားကြီးနိုင်ငံတွေကြားမှာပိုနက်နက်ရှိုင်းရှိုင်းပေါ်ပေါက်စေခဲ့ပါတယ်။ရိုက်တာသတင်းဌာနကတွေ့ခဲ့တဲ့မိတ်တူတစားအရဥရောပအစီအစဉ်ဟာမြောက်အတ္တလန္တိတ်စီးရင်မှာမိတ်အဖွဲ့နေတိုးနဲ့နေမြေဆိုင်ရာအဓိကအချက်တွေရဲ့အသေးပေနဲ့အရေးပါပုံကိုတည်တည်တသာပြောင်းလဲစေပါတယ်။ ဥရောပအစီအစဉ်ဟာပထမတစ်ချက်ကိုကြည့်လိုက်ရင်တော့လုံးဝအပြုတ်သဘောမဆောင်ပဲကျွန်တော်တို့အတွက်အလုံးမဖြစ်ပါဘူးလို့ခရမလင်နိုင်ငံခြားရေးမူဝါဒလက်ထောက်ယူရီယူရှာကော့ဖ်ကမော်စကိုမြို့တော်မှာသတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ယူကရိန်းငြိမ်းချမ်းရေးအတွက်အမေရိကန်ရဲ့အဆိုပြချက်တွေဟာပြည်ပခဖြစ်ရှိရေးရဲ့အခြေခံဖြစ်နိုင်ပေမဲ့ယူကရိန်းအစိုးရကအစီအစဉ်ကိုညှိပယ်ခရင်ရုရှားတပ်ဖွဲ့တွေကပိုတိုးတက်သွားလိမ့်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကတောက်ကြနေမှာပြောခဲ့ပါတယ်ရှင်။